ီတစ်ပတ်ပြောပြမယ့်ဇာကကတော့တာမန်အယုတ်လေးနဲ့ကနေမိသားစုတစုရဲ့အိမ်မဆိုးဖိလာခဲ့ပုံကိုယဉ်တထိတ်ထိတ်နဲ့ကြည့်ရှုရမယ့်တီးထိတ်ရင်ဖို့ရုပ်ရှင်ပဲဖြစ်ပါတယ်။ဇလန်အစမှာပဲဟယ်ရီဆိုတဲ့စိတ်မနှက်တဲ့လူသက်သမားတဦးကအိမ်မဆိုးတဲ့အမျိုးသမီးကိုပြန်ပေးဆွဲပေးနဖူးမှာပုံစံတစ်ခုရေးထိုးထားပါတယ်။ဟယ်ရီဟာဆုံးယုတ်လိုအယုတ်လေးယုတ်ကိုကိုင်းပြီးမန်တန်လူရက်စုံနီတတ်သူပါ အိမ်မှာထပ်ပြေးလို့မြောက်ပြီးရဲရရှိဒွိုင်းနဲ့တွေ့ဆုံပေမဲ့ဟယ်ရီရဲ့ရက်ဆက်စွာတက်ဖြတ်ခြင်းကိုဒွိုင်းခံလိုက်ရပါတယ်ဒီနောက်မှာတော့ရဲစုံထောက်မတ်နေတားစီတို့ရောက်ရှိလာပြီးလူသက်သမားဟယ်ရီကို ပစ်သက်ဖမ်းဆီးနိုင်ခဲ့ကြပါတယ် မတ်ဒိုကဟန်ရီရဲ့ပစ္စည်းတွေကိုတင်စီခဲ့ရမှာဟန်ရီကိုမွေးစားခဲ့တဲ့ဒေလာဆိုသူကအယုတ်လေးခုပါတဲ့ဒေတာကိုပြန်တောင်းခဲ့ပေမဲ့ရဲတပ်ပြီးပစ္စည်းမို့မတ်ကညင်းပယ်လိုက်ပါတယ်ဆုံးထောင်မဟာဒီအမှုနောက်တုံးနှစ်ကြာလိုက်ငယ်သူ့ဇနီးအေမီနဲ့ကွာရှင်းခဲ့ရသူပါသူ့ဘဝမှာတူဦးတဲ့သောတမီလေးခလိုကိုပဲမျက်မျက်နှုံနှုံချစ်ခင်ပါတယ်ဒါပေမဲ့အေမီကတော့အီသန်ဆိုတဲ့ချစ်သူအတူရလေးပါပြီ တရက်မှာမရဲ့ကားနောက်ခန်းကအယုတ်ဒေတာလေးကိုခလိုးကမတိမတယူသွားခဲ့ပါတယ်။ပြီးတော့အမရဲ့ဆက်ဆက်ပစ္စည်းဆိုင်မှာအဲ့ဒီအယုတ်လေးခုကိုလဲဆွဲတည်ပြုတ်လုခဲ့ပါတယ်။နောက်ဆုံးအယုတ်ကိုလဲဆွဲလုံနေတော့ခလိုးတကိုယ်လုံးချွဲတည်ထွက်ပြီးထူးဆန်းစွာအော်ဟစ်ခဲ့ပါတယ်။ ီလဲဆွဲဒီကိုဖောက်တေဒီဖြစ်တဲ့ကော်နာနဲ့ထရီရှာဘီတက်ခူလာထိုင်းတဲ့အမျိုးသမီးဘရစ်နီနဲ့အေမီရဲ့တငယ်ချင်းဘက်ကာတို့ဝဲသွားခဲ့ပါတယ်။နောက်ဆုံးတစ်ခုကိုအေမီကခလိုအသွာတင်းထားခဲ့ပြီးညဘက်ခလိုရဲ့လက်မှာဆွဲပြီးခဲ့ပါတယ်။အဲ့ဒီညမှာပဲခလိုယူသွက်လာပြီးအိမ်မွေးခွေးကိုရက်ဆက်စွာတက်ဖြက်ကာအီတန်ကိုဓာတ်နဲ့လိုက်ခုတ်ခဲ့ပါတော့တယ်ခလိုကိုဆေးရုံပို့ခဲ့ရပြီးမတ်ကဆေးရုံရောက်လာခဲ့ပါတယ် တချိန်ထဲမှာပဲခလို့စီကလက်ဆွဲဝယ်သွားခဲ့တဲ့ကော်နာလဲလက်ဆွဲဆွဲပြီးကုံစုံဆိုင်စာအေးကိုယူယူမိုက်မိုက်ထပ်ဖြတ်ကဟယ်ရီနဖူးမှရေးထိုးခဲ့တဲ့ပုံစံကိုနိုင်ရမှရေးဆွဲခဲ့ပါတယ်။နောက်တော့ဆိုင်ပိုင်ရှင်ရဲ့ပိတ်သက်ခြင်းကိုခံခဲ့ရပါတယ်။ မတ်ဆုံဆန်းတော့ဟယ်ရီနဲ့ကော်နာဘီလိုဆက်ဆက်လက်မထီသေးပါဘူးမတ်ဟာဟယ်ရီအမှုနဲ့ပတ်သက်တဲ့ဆက်ဆက်မှုတွေရှာဖွေနေတော့အေမီသင်ငယ်ချင်းဘက်ကရဲ့ချစ်သူတော်ဒီကလည်းဘက်ကပေးတဲ့အယုတ်လေဆွဲဆွဲပြီးဖန်းဦးရဲ့ရင်မှုကိုထက်ကဘက်ကကိုလိုက်တတ်ပါတော့တယ်မတ်ရောက်လာချိန်မှာဘက်ကတီဆုံးခဲ့ပြီးမတ်ကတော်ဒီကိုပစ်တတ်ထဲရပါတယ် တော်ဒီမှာလဲရုပ်လက်ဆွဲကိုတွေ့တော့မတ်ဟာကားတဲ့ကအယုတ်ဒေတာပျောက်ဆုံးနေတာနဲ့ခလို့ယူသွားတာကိုတတိထားမိပြီးဒီအယုတ်တွေကအန်ဒီယကြီးတဲ့အရာတွေဖြစ်ကြောင်းရိတ်ဆမိလာပါတယ် မတ်ဟာဟန်ရီကိုပြုစုခဲ့တဲ့ဒေလာစီအပြေးသွားပြီးအဖြစ်ပြက်ကိုပြုတ်ပြားခဲ့ပါတယ်။ဒေလာကအယုတ်တွေဟာအစတုန်းကကူးတာတဲ့အစွမ်းရှိခဲ့ပြီးမဲ့ဟန်ရီစီရောက်တော့ချိန်စာတဲ့အယုတ်တွေထွသွားကြောင်းပိုင်ဆိုင်သူကိုစိုးမိုးပြီးယူသွက်စေကြောင်းမိုးမလင်းခင်ခလိုနဲ့အယုတ်လေးခုလုံးကိုဒေလာစီပြန်ပို့နိုင်ရင်ချိန်စာပြေးနိုင်ကြောင်းရှင်းပြခဲ့ပါတယ်။ တာနဲ့မတ်နဲ့ဒါစီတို့လဲဆွဲဝဲသွားခဲ့တဲ့ Britney စီတွားရောက်ရမှာ Britney ရဲ့သမီး Hilda ကလဲဆွဲဆွဲပြီး Britney ကိုရေချိုးခံတဲ့နှစ်သက်သူစူးစမ်းနေတာကိုတားဆီးနိုင်ခဲ့ပြီးတတိယအယုတ်ကိုရခဲ့ပါတယ်။နောက်ဆုံးအယုတ်ကတော့ဆွဲယုံမှာ Chloe ကဖြုတ်ယူခဲ့တာဖြစ်ပြီး Amy ရဲ့ချစ်သူ Ethan စီရောက်နေတာကိုသိရတော့ Matt ကဒါစီကို Ethan စီလွတ်ခဲ့ပါတယ်။ ဒါပေမဲ့အီသန်ကအယုတ်ရလွားမှုမှုနဲ့ဒါစီကိုရက်ဆက်စွာလဲလီထပ်ဆက်ခဲ့ပါတယ်။နောက်တော့မတ်ရောက်လာပြီးအီသန်ကိုပစ်ထက်ကတတရမြောက်အယုတ်ကိုတင်စီနိုင်ခဲ့ပါတယ်။မတ်ဟာဆေးယုံကခလို့ကိုတနတ်နဲ့ချင်းချောက်ပြီးခေါ်ထုတ်လာကဒေလာစီအမြန်ဆုံးမောင်းနှင်ခဲ့ပါတယ်။ဒေလာကမတ်ကိုမိတ်ဆေးပေးလိုက်ပြီးသူ့ရဲ့အကြံစစ်ကိုထုတ်ဖော်ပါတော့တယ်။ ဒီလာဟာခလိုးကိုကဲတင်ကိုစိတ်မဝင်စားဘဲအယုတ်တူရဲ့အချင်းစာကိုပြန်ဖြစ်ရှင်းပြီးအစွမ်းပြန်ရစီဖို့ခလိုးရဲ့တန့်စင်တဲ့ဥညင်ကိုပူဇော်ကျင်တာခဲ့ပါတယ်။ဒါကိုတိသွားတဲ့မတ်ဟာအာဂုံစုပြီးဒီလာနဲ့တိုက်ခိုက်ကာဒီလာကိုဓာတ်နဲ့ပြန်ထိုးခဲ့ပါတယ်။ပြီးတော့အယုတ်တဲ့ပါတဲ့တေတာကိုမီးဖို့ထဲပစ်ထည့်ခဲ့ပါတယ်။ဒီလာလည်းမီးလောင်ပြီးရေကန်တဲ့ပြေးဆင့်ခဲ့ပါတယ်။မိုမလင်ခေမှာပဲမတ်ပေးမှာရှိနေတဲ့ခလိုးလဲကျင်းစားပြဲသွားပြီးပြန်လဲနိုးထလာခဲ့ပါတော့တယ်။